င်းမှာဆိုရင်ဗျာဖျားတွေဖျားဝိုင်းတဝိုင်းလုံးပြည့်စည်သွားတယ်ကိုဘက်ကကြောင်းတောင်းလည်းပြည့်စည်သွားတယ်တိမ်နေလည်းတိမ်နေလည်းပြိုသွားတယ်အေးအမေ65နဲ့ခြေတော့ပြတ်ပြီးတော့ဆုံးသွားပါတယ်ဆုံးသွားပါတယ်ချမလေးကတော့ပေါင်စတီယိုထဲပြီးတော့စတီယိုထဲထားပါဝယ်သိပြီးတော့ စတီရိုထဲမဲ့ဆိုပြီးတော့အဲ့မှာထားလိုက်တာလက်ကကိုက်လို့ဆိုပြီးစစ်ကြည့်လိုက်တော့ပိုးဝင်လို့ဖြစ်လဲရတယ်လက်ကလည်းဖြစ်လဲရတယ် ားတော့စွန့်ငိုင်းမျိုးနယ်မိုးကောင်းကြေးရွာဖြစ်ပါတယ်ကျွန်တော်ရဲ့မိုးရက်မြေဖြစ်ပါတယ်ကျွန်တော်ကတော့ခုဒီကြောက်မှာဆိုရင်ဗျာဖျားတွေဖျားဝိုင်းတဝိုင်းလုံးပျက်စီးသွားတယ်ခုလုံးဖျားတွေကလည်းခုလုံးပျက်စီးသွားတယ်ခုလုံးဖျားလိုင်းကူတွေလည်းပျက်စီးသွားတယ်ဒီဘက်ကကြောင်းတောင်တွေလည်းပျက်စီးသွားတယ်တိမ်တွေလည်းတိမ်တွေလည်းပြိုသွားတယ်ကျွန်တော်ကဓာကြီးကိုကျွန်တော်ကျွန်တော်လည်းမတီမှာပေါ့တက်နိုင်တော့ကျွန်တော်မတီပြီးလူမှာကျွန်တော်တယောက်လည်းမတက်နိုင်တဲ့တော့ဒါကျွန်တော်ခုဒီရက်ရွာဒီကြေးရွာမှာဆိုရင်လာပြီးတော့လှူတန်းပေးရလို့လည်းမရှိဘူး ိုလာပြီးတော့သခိုင်းတို့လိုမန်းလေးကိုလာလူရလူလည်းမရှိဘူးဟိုနောက်ဘက်တောင်းနေရလဲအကုန်လုံးအများကြီးပြူတာဒီဘက်တောင်းမှလည်းပြူတယ်တိန်နေတောင်းနေဆိုကျွန်တော်တောင်းလည်းမနိုင်ဘူးကျွန်တော်မတီးပြီးလူမအောင်လူစင်နေသိစေချင်လို့ဇွားရီမှာကျတော့လူရတန်းတဲ့လူတွေကမသိကြဘူးလေကျွန်တော်စင်ကန်မျိုးနဲ့မိုးကောင်းရပါခုဒီမှာလည်းကျွန်တော်လာပြီးတော့လူတန်းပေးသေးချင်လို့ပါတယ်ကျွန်တော်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်လူမဲလူဖို့လို့ဆက်သွယ်ရမယ့်ဖုန်းနံပါတ်၄၄၁၆လုံး၄၄၃၉၂၀၀ကိုလည်းဆက်သွယ်ပြီးတော့လူတန်းပေးလို့ရပါတယ်ကျွန်တော်တို့ ဒီမှာကျပျက်စီးတယ်များတယ်ပေနေလည်းပြူတယ်ကြောင်းဝင်လည်းပြူဘုံကြီးတွေလည်းပြမထွက်အိမ်နေရတယ်သူနှစ်သိန်းလာမနော်ကျွန်တော်သူ့တော့တိုက်ငါတို့တိုက်တိုက်ပြူတော့ဟောနော်နှစ်သိန်းလာမနော်ဟုတ်အရင်ကမေကြီး95နဲ့ခြေတော့ပြီးပြတ်ပြီးတော့သုံးဝပါတယ်သုံးဝပါတယ်ချွန်မာလီကတော့ပေါင်းစတီယိုတဲပြီးတော့စတီယိုထဲထားပါတယ် ကလေးနေနောက်ကလည်းခုဖေးကုသယူနေပါလေအလူရှင်များလည်းလာသေးချင်မာတယ်ခုသူများအိမ်မှာပဲနေနေရလေသူများဝိုင်းထဲမှာနေနေရအပြင်မှာအိမ်နေရဟုတ်ကြတော့ဟုတ်အဲ့ဒီစီဒီမနေ့မိုးရွာတဲ့အချိန်ကျဘေးမှာတွားနေအာသူတို့မိဖို့ကြောင်နေတယ်ပေးနေတာဒါဟုတ်လားဟုတ်ဆင်ပြေလို့နေရတာပေါ့ဟုတ်ဆင်ပြေသလိုနေရအလူချင်းတွေဘာပြောရင်းသိလဲ လူချင်းလေးကိုလာသေးခြင်းပါတယ်မိုးကောင်းရွာလို့လာလာပေးကြပါလို့ကျေးဇူးပါကျွန်တော်တို့အခုဒီရွာမှာပေါ့ဒီရွာမှာဖြစ်တယ်ဖုံးချောင်းတွေလည်းများဦးပြက်စီးတယ်ဖျားရည်လည်းများဦးပြက်စီးတယ်တိမ်တွေလည်းပြက်စီးတယ်ကျောင်းတွေလည်းပြက်စီးတယ်ဒီဘက်ကျောင်းတွေရောဟိုဘက်ကျောင်းတွေရောအကုန်လုံးပြက်စီးတယ်ရွာဝန်ဖျားတွေရောစီးသမျှစီးသမျှပြက်စီးတယ်ပြက်စီးတဲ့ပြင်ကိုရွာမှာလူတွေလည်း12ဦးလောက်တန်ရာရတယ်တေးရလူကလည်း3ဦးရှိတယ်အိမ်တွေကလည်းအုတ်တရားကလည်း25ဦးပြိုတယ်တိုက်တွေကလည်း ပြိုသွားတဲ့တိုက်က၄တိုက်ရှိတယ်တကယ်လို့ပြန်လဲပြုပြင်ရမယ့်တိုက်တွေကလည်း15လုံးလောက်ရှိတယ်ဒီရွာလေးမှာဆိုရင်အခုတို့လူမဲ့တမ်းမဲ့လူကလည်းမရှိဘူးခင်ဗျာဟိုကရောက်တာအိမ်ထဲကနေပြေးချိန်ကိုမရလိုက်တာအိမ်လဲအိမ်လဲပြိုသွားတယ်ပြိုသွားပြီကြတော့မဖြစ်သူကအမဖြစ်သူကအထွက်မှာအပေါ်ကမျက်နှာချက်ပြီးသွားအဲ့တော့အဲ့တော့မဖြစ်သူကဘလို့တန်းရရတော့ခေါင်းလည်းတန်းရရတယ် လက်ကလည်းအုတ်ခဲချိုးပြီးပြီးတော့ဖြတ်လိုက်ဂျေမွားဝါဂျေမွားတော့ဘယ်လိုဖြစ်တာအမဆေးအောင်မမခွဲစိတ်ပြီးတော့စတီယိုထဲမဲ့ဆိုပြီးတော့အမထားလိုက်တာလက်ကကိုက်လို့ဆိုပြီးစစ်ကြည့်လိုက်တော့ပိုးဝင်လို့ဖြတ်လိုက်ရတယ်လက်ကလည်းဖြတ်လိုက်ရတယ်ဟုတ်စေအောင်စရိတ်တွေလဲလိုသေးရဲ့ကလေးကဓမ္မရိုက်ရမှာဟုတ်ကုန်းကြသေးရဲ့ဘလောက်ရှိကုန်းကြသေးကအမကတော့ အဲအစိုးရဆေးရုံမှာဆိုတော့မကုံအဲတူမာလေးကတော့အပြင်ဆေးကန်းဆိုတော့ကုံတယ်တနေ့ကိုဆေးဖို့ဆေးဖို့ကွာ3000ကျော်ကုံတယ်တခါလေကြရင်တော့1000လောက်ကုံတယ်အလူရှင်ကလာသေးဘူးရောက်မလာသေးဘူးဟုတ်တပ်ပြနေရတယ်ဒီနေရာမတ်နေတဲ့နေရာဒီနေရာမိုးကောင်းရွာမိုးကောင်းရွာဟုတ်စင်ကမျိုးနဲ့ဟုတ်စင်ကမျိုးနဲ့မိုးကောင်းရွာ ောက်တယ်ရှေ့ဘက်ကဖြစ်တာမသိဘူးပြိုကြတာမသိဘူးနောက်ကျမမေးတမီးရမေးတမီးတို့ကဲလဲအောင်ကဲလဲအောင်သူတို့မှအကုန်လုံးပြီနေပြီနေအဲ့မှာရက်ွက်ထရားအကုန်လုံးဝိုင်းလာအကုန်ဝိုင်းပေါ်ကြကလေးနှစ်ယောက်နဲ့ချွေးမနဲ့မေးရလည်းကုန်းကုန်းခြေောက်ကြပြက်သူတွေကရဲဝင်းတို့ဆို့ဝါဆို့ဝါအိမ်ထဲမှာလည်းမြီးလေးတယောက်ကလည်းတိတ်ထားအကုန်လုံးခဲတယ်အကုန်လုံးခါတဝက်ထိပြီနေအကောင်းလေးတွေမေမေးရေးမေမေးရေးတခေါ်လို့ပြေးရပြေးရ ဟိုအယူမာကြီးကြာနော်ဟိုပြရတော့မချွေးမသည်ပြရတော့မလို့လို့ဟိုမေးသည်ပြရတော့မလို့လို့ဟိုမြည်လေးတိုက်ထဲမှာလေးတရက်กว่าစီသေးရဆိုတော့အဲ့ဒီအားလည်းပြရအဲ့ဒါလည်းကုံလုံးပိနေဆိုတော့ချင်းတော်တွေဆွဲဖြဲပြီးတော့မှအဲ့ဒီရောက်ကတရားတကုံဝိုင်းပြီးတော့ခဲလုံးတွေဖဲပေါ်ရတာတကယ်လို့တလူမဲ့ဆိုရင်ကျွန်တော်လေးလေးတစ်ချောင်းလုံးလေးလေးတစ်တည်းကြီး6လုံး၄အဲ့ဒီမှာလည်းဆက်သွဲပြီးလူတန်းလို့ရပါတယ်၄30 9000ကိုလည်းဆက်သွဲပြီးတော့လူတန်းလို့ရပါတယ်ကျွန်တော်တခါတည်း အားတွေလူတန်းနဲ့လူတန်းမဲ့အားတွေကိုအကုန်လုံးကျွန်တော်ချပြပေးမယ်။အကုန်လုံးတစ်တော့ပေါ်တင်ပြီးအကုန်လုံးကျွန်တော်ပြောပြပေးမယ်။ကျွန်တော်ခုလိုမျိုးကျွန်တော်တစ်တော့တွေမှာကြည့်ပေးမယ်လူတွေလည်းအားလုံးကျေးဇူးတင်ပါတယ်။